ါပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro 2 day ယနေ့နှက်အစီအစဉ်မှာ2025ဇွန်လ3ရက်အင်္ဂါနေ့အတွက်ဆောင်းရံရှောင်းရံဆောင်းရဲရမယ်နှက်အချိန်ခါကောင်းများကိုကျမမန်းနှင်းပိုင်နဲ့ဒူမတ်ရွှေရုံအောင်တို့ကတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်2025ဇွန်လ3ရက်နေ့တွင်အင်္ဂါနေ့သားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့ကောင်းမွန်တဲ့နှက်ခွန်းပါနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက်ချင်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ နနက်09:22မိနစ်မှာနနက်09:42မိနစ်အချိန်ရရှိပြီးဖုံးကန်ကြီးမြင့်မဲ့ဒဏ္ဍာခကိန်ကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်တနာရီ30မိနစ်မှနေ့လယ်တနာရီ30မိနစ်ချိန်ရဆိုရင်ဖြင့်စန္ဒအောင်မြင်ပြီးမြစ်တိုင်ကန်ကောင်းမွန်စီမဲ့ဆုံနှက်ခတ်ကိန်းကြောက်တဲ့ချိန်ကပဲဖြစ်ပါရဲ့ရှင်။နနန်းတနာရီ30မိနစ်မှနနန်းတနာရီ20မိနစ်ချိန်ရဆိုရင်ဖြင့်ဘယ်လုံငန်းကိစ္စကိုမဆိုလောက်ကန်ဆောင်ရွက်ပါကအထွတ်တဲ့ရောက်ရှိအောင်မြင်စီမဲ့အဒီပရီနှက်ခတ်ကိန်းကြောက်တဲ့ချိန်ကပဲဖြစ်ပါရဲ့ရှင်။ နန်နန်တနအီ၁၂မိနစ်မှာနန်နန်တနအီ၃၂မိနစ်အချိန်အစီအစဉ်ရာရူဩဇာအာနာကြီးမြင့်မဲ့ထီးဖြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်နန်နန်6:33စမိနစ်မှာနန်နန်6:33မိနစ်ချိန်အစီအစဉ်အိမ်ချမ်းမြေအရာဝတ်ကိစ္စရပ်များအကျိုးပြုမဲ့စင်ဖြူနက်ကတ်ကိန်းကြောင်းတဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ ည9:30မိနစ်မှည9:30မိနစ်အချိန်အရဆိုရင်ငွေကြေးရွှေငွေရတနာနဲ့ထိကန်ဆန်းမှုကန်ကောင်းမှုစဉ်ပဲရတနာနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။နနက်9:24မိနစ်မှာနနက်9:44မိနစ်အချိန်အရဆိုရင်သာသမီရတနာထွန်းခါရရှိစေမယ်တန်တင်နက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးဒုတိယအခန်းကဏ္ဍအနေဖြင့် အင်္ဂါသတ္တမိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့စိုးကျွတ်နှက်ခတ်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်2:20မိနစ်မှနေ့လယ်2:40မိနစ်အတွင်းမတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတည်ကြည်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ညနေ9:12မိနစ်မှညနေ9:32မိနစ်အတွင် အမှုကေပြဿနာများစိတ်ပူပန်တော့ကရောက်စရာများဖြစ်စေနိုင်တဲ့တော့ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ညနေ4:33မိနစ်မှညနေ4:33မိနစ်အတွင် ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့10တိုင်းနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ တနင်္လာနေ့ညတကောင်ကျော်ပြီးအင်ကာနေ့အကူနနက်12:29မိနစ်မှနနက်12:49မိနစ်အတွင်မိတ်ဆွေတင်ကားများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ္တုနက်ကင်ကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်နေ့လယ်7:33မိနစ်မှာနေ့လယ်7:53မိနစ်အတွင်အလုံစီးပွားကိစ္စရပ်တွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်အချိန်ခါတွေကဆိုရင်တော့အင်္ဂါနေ့သားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက္ခတ်အချိန်ခါများပဲဖြစ်ပါတယ်ရှင်။ဒီနက္ခတ်အချိန်ခါတွေကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နက္ခတ်အချိန်ကိုပြုစုပေးခဲ့ကြတော့မိသားစုများ